င်ငံသူနိုင်ငံသားအပေါင်းဘေးရန်ရဲ့တွေ့တွေ့ကကင်းဝေးပြီးကိုယ်စိတ်နှစ်ပါးလုံခြုံအေးချမ်းကြပါစေလို့ PPTV အဖွဲ့သားတွေကဆုတောင်းမြတ်တာပို့သလိုက်ပါတယ်။အခုချိန်ကစပြီးတော့ PPTV သတင်းတွေကိုတင်ဆက်ပေးတော့မှာပါ။ကျွန်မစင်စင်ပါဒီကနေ့အော်တိုဘားလ16ရက်ကြာသပတေးနေ့အတွက်တင်ဆက်ပေးမယ့်သတင်းကောင်းစင်တွေကတော့ဂျာကာလာဒေတန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီနဲ့မန္တလေးတိုင်းပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များအစည်းအဝေးပြုလုပ်ခဲ့တဲ့သတင်း မြန်မာနိုင်ငံလူကြီးရဲ့30ရာခိုင်နှုန်းကပြင်းထန်တဲ့စားနပ်ရိက္ခာမဖူလုံမှုကိုရင်ဆိုင်နေရတယ်လို့တာမတ်ကြီးဦးကျော်မိုးထွန်းပြောကြားလိုက်တဲ့သတင်းစေတုဒ္ဒရာမျိုးနယ်မှာအမျိုးသမီးနဲ့ကလေးငယ်များကာကွယ်စောင့်ရှောက်ရေးတင်နန်းပြုလုပ်ခဲ့တဲ့သတင်းပထောင်မျိုးနယ်မှာရှိတဲ့အကြံဖတ်စစ်တပ်ရဲ့666ပိုင်ကုန်းကိုအရခတက်တော်အေအေတင်ပတ်ရရှိခဲ့တဲ့သတင်း မင်းကုန်းမြို့ပေါ်မှာ ပြည်သူတွေကိုဖမ်းဆီးစစ်ဆင်နေတဲ့အကြမ်းဖက်စစ်ကြောင်းကိုတိုက်ခိုက်မှုရန်သူဗိုလ်ကြီးတအူးအပါအဝင်၅ဦးသေဆုံးခဲ့တဲ့တဲ့တင်နဲ့ဒီကနေ့အတွက်မြန်မာနိုင်ငံတွန်းကလူမျိုးပေါင်းစုံဘာသာပေါင်းစုံပါဝင်တဲ့ဆေးအာနာရှင်တော်လိုင်းဆန္ဒပြလူမှုသပိတ်တဲ့င်းတွေပဲဖြစ်ပါတယ်ရှင်။ဂျာကာလာဒေသနာရပြည်သူအုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီနဲ့မန္တလေးတိုင်းပြည်သူအုပ်ချုပ်ရေးအဖွဲ့များအစည်းအဝေးပြုလုပ်ခဲ့တဲ့တဲ့တင်ကိုပထမအောင်ဆုံးတင်ဆက်ပေးပါမယ်ရှင်။ မြို့သားညီညွတ်ရေးအစိုးရဂျာကာလာဒေတန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီနဲ့မန္တလေးတိုင်းမှပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွဲဆောင်ဆွေးနွေးပွဲအစည်းအဝေး20မြင်းဆောင်2025ကိုအော်တိုဘာလ15ရက်မွန်လယ်3နာရီမှာပြုလုပ်ခဲ့ကြပါတယ်အစည်းအဝေးမှာဂျာကာလာဒေတန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီအတွင်းရေးမှုအဖွဲ့ဝင်ပညာရေးဝန်ကြီးဌာနအမြဲတမ်းအတွင်းဝင်ရဲ့ဆွေးနွေးမှုနဲ့စတင်ခဲ့ပါတယ်။ ဆက်လက်ပြီးတော့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တွေကအုပ်ချုပ်ရေးဆိုင်ရာပေါင်းစပ်လုပ်ငန်းတွေနဲ့ပတ်သက်တဲ့သိရှိလိုတာများကိုဆွေးနွေးခဲ့ကြရာဝင်ကြီးဌာနအသီးသီးရဲ့တာဝန်ရှိသူတွေကပြန်လည်ဖြေကြားခဲ့ပါတယ်။အဆိုပါအစည်းအဝေးကိုအမြဲတမ်းအတွင်းဝင်တွေဒုတိယအတွင်းဝင်တွေတွဲဖက်အတွင်းဝင်တွေဌာနဆိုင်ရာတွေရဲ့တာဝန်ရှိသူတွေနဲ့မန္တလေးတိုင်းမှမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တွေတက်ရောက်ခဲ့ကြတယ်လို့ပြည်ထောင်စုနဲ့လူမှုကြီးကြပ်ရေးဝင်ကြီးဌာနကသတင်းထုတ်ပြန်ထားပါတယ်ရှင်။ မြန်မာနိုင်ငံလူဦးရေရဲ့30ရာခိုင်နှုန်းကပြင်းထန်တဲ့စားနပ်ရိက္ခာမဖူလုံမှုကိုရင်ဆိုင်နေရတယ်လို့တာမတ်ကြီးဦးကျော်မထွန်ပြောကြားလိုက်တဲ့သတင်းကိုဆက်လက်တင်ဆက်ပေးပါမယ်ရှင်။မြန်မာနိုင်ငံလူဦးရေရဲ့30ရာခိုင်နှုန်းကပြင်းထန်တဲ့စားနပ်ရိက္ခာမဖူလုံမှုကိုရင်ဆိုင်နေကြရတယ်လို့ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်တာမတ်ကြီးဦးကျော်မထွန်ကပြောကြားလိုက်ပါတယ်။အကြံ80မြောက်ကုလသမဂ္ဂအထွေထွေညီလာခံစီးပွားရေးနဲ့ဗန္ဒာရေးဆိုင်ရာကော်မတီ ဒုတိယကော်မတီရဲ့အစည်းအဝေးကိုအော်တိုဘာလ15ရက်ကပြုလုပ်ခဲ့ရမှာအခုလိုထည့်သွင်းပြောကြားလိုက်တာပါစုစုပေါင်းလူဦးရေရဲ့30ရာခိုင်နှုန်းကပြင်းထန်သောစားနပ်ရိက္ခာမဖူလုံမှုကိုရင်ဆိုင်နေရကြောင်းဝန်ထဲဆရာကောင်းတီမှာမြန်မာနိုင်ငံကတန်ရန်စာတကြွယ်ဝတော်လဲစားနပ်ရိက္ခာမဖူလုံမှုပြင်းထန်စွာခံစားနေရတဲ့အစည်းအဝေးမှာကမ္ဘာအဆင့်9နေရာမှာရပ်တည်နေရကြောင်းလို့တာအမတ်ကြီးဦးကျော်မိုးထွန်းကပြောကြားလိုက်တာပါဒါအပြင်ကမ္ဘာ့ဘဏ်ရဲ့အဆိုအရ တရားဝင်အလုတ်ကင်ခွင်လန်းတွေကျဆင်းတာကျွမ်းကျင်လုံသားတွေကြီးပကိုထွက်ခွာသွားတာလူဆွမ်းအားအရင်မြစ်တွေယော့နေလာတာပညာရေးနဲ့ကျန်းမာရေးဝန်ဆောင်မှုတွေပြတ်တောက်တာအစရှိတာတွေကမြန်မာနိုင်ငံရဲ့စင်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုနဲ့ဆင်းရဲနှံပါရှော့ချရေးအလားအလာတွေကိုချိမ့်ချောက်နေမှာ ဖြစ်တယ်လို့လည်းထည့်သွင်းပြောကြားခဲ့ပါတယ်။တာမတ်ကြီးကတော့မြန်မာနိုင်ငံမှာစင်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုဆင်းရဲနှံပါမှုပပျောက်ရေးနဲ့စားနပ်ရိက္ခာ ဖူလုံရေးတို့ကိုရရှိရန်အတွက်ငြိမ်ချမ်းရေးနဲ့တည်ငြိမ်ရေးကမရှိမဖြစ်လိုအပ်ချက်တွေဖြစ်တယ်လို့လည်းအသိပေးပြောကြားခဲ့ပါတယ်။အကြံဖတ်ဆဲအုပ်စုကစစ်စစ်နေတဲ့အတုအယောင်အလိန်ညာရွေးကောက်ပွဲကနိုင်ငံအတွင်းအကြံဖတ်မှုတွေနဲ့မတည်ငြိမ်မှုတွေကိုသာဆက်လက်ဖြစ်ပေါ်စေပြီးထိခိုက်လွယ်ဆုံးပြည်သူတွေကြားမှာဆေးရနွမ်းပါမှုနဲ့ဇာနယ်ရိတ်ခါမဖူလုံမှုကိုပုံမှုဆိုးရွားစေမှာဖြစ်တယ်လို့လည်းထည့်သွင်းပြောကြားခဲ့ပါတယ်။ နိုင်ငံတကာတိုင်းဝိုင်းနေနဲ့အကြမ်းဖက်ဆဲအုပ်စုရဲ့လိန်လယ်လှည့်ဖျားတဲ့လုပ်ငန်းစဉ်ကိုပယ်ချပြီးအာဏာရှင်စနစ်ကိုအဆုံးသတ်ခါအလုံးအထက်ငြိမ်းချမ်းတရားဝါပြောရေးကိုစောင့်ကျင်းပေးမဲ့ Federal Democracy ပြည်ထောင်စုတည်ဆောက်ရေးအတွက်မြန်မာပြည်သူလူထုရဲ့ဆုံးဖြတ်ချက်ကိုထောက်ခံအားပေးရန်အတွက်လည်းတာမတ်ကြီးကတိုက်တွန်းပြောကြားခဲ့ပါတယ်ရှင်။စစ်တပ်ရမျိုးနယ်မှာမျိုးသမီးနဲ့ကလေးငယ်များကာကွယ်စောင့်ရှောက်ရေးတင်နယ်ပြုလုပ်ခဲ့တဲ့တဲ့ရင်ကိုဆက်လက်တင်ဆက်ပေးပါမယ်ရှင်။ မကွေးတိုင်းစေတုရာမြို့နယ်မှာပြိပခကာလအတွင်းအမျိုးသမီးနဲ့ကလေးသင်ငယ်များကာကွယ်စောင့်ရှောက်ရေး WCV တင်နန်းကိုပြီးခဲ့တဲ့စက်တင်ဘာလမှာပြုလုပ်ပြီးစီးခဲ့တယ်လို့လူခွင့်ရေးဆိုင်ရာဝန်ကြီးဌာနကထုတ်ပြန်ပါတယ်။တင်နန်းမှာလက်နက်ကင်ပြိပခအတွင်းကကလေးသင်ငယ်များအခြေအနေကလေးခွင့်ရေးကလေးသင်ငယ်ကာကွယ်စောင့်ရှောက်မှုဂျန်ဒါအခြေပြုအကြံဖတ်မှုများကလေးသင်ငယ်များအပေါ်ချိုးဖောက်တဲ့ကြီးလေးတဲ့ချိုးဖောက်မှု6ရပ်ကိုညှဝေခဲ့ပါတယ်။အထက်ပါ6ရပ်မှာတပ်ဖြတ်ခြင်း ကိုလက်အင်ကပြက်စီးစေခြင်း၊လိမ်ပိုင်းဆိုင်ရာအမျက်ထုတ်ခြင်းတက်သားဆူဆောင်းခြင်းစတဲ့အချက်တွေနဲ့ပြိပခအခြေအနေမှာ ဖြစ်ပေါ်လာတဲ့လိမ်ပိုင်းဆိုင်ရာအကြမ်းဖက်မှု CRSV တွေ LGBT QRA+ တို့ရဲ့အခွင့်အရေးနဲ့အကာအကွယ်ပေးမှုတွေနဲ့အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပြန်ထားတဲ့ဥပဒေများအကြောင်းကိုဆွေးနွေးပူချခဲ့ကြပါတယ်။တင်နန်းကိုတက်ရောက်ခဲ့ကြတဲ့တင်နန်းသားတအူးကတင်နန်းကနေအသိပညာတွေများစွာရရှိခဲ့ပါတယ်။ ဒါတွေကိုရက်ရွာပတ်ဝန်းကျင်မှာပြန်လည်ညှောက်ဝေသွားပါမယ်လို့ပြောဆိုခဲ့ပါတယ်။အဲ့ဒီတင်တန်းတက်ရောက်လာတဲ့တင်တန်းသားများမှာတင် जा ပို့ချခဲ့မှုတွေကိုမိမိတို့ရက်ရွာပတ်ဝန်းကျင်မှာပြန်လည်ညှောက်ဝေသွားမယ်လို့မှတ်ချက်ပြုပြောကြားခဲ့ပါတယ်။ဒီလိုတင်တန်းတွေပို့ချနိုင်မှုအတွက်လူခွင့်ရေးဆိုင်ရာဝန်ကြီးဌာနအနေနဲ့မြေပြင်ရေးရာတာဝန်ခံတွေကို2024ခုနှစ်မှာတကြိမ် 2025ခုနှစ်မှာတကြိမ်နှိပြသင်တန်းတွေပို့ချခဲ့ပြီးအခုလိုနောက်ဆက်တွဲစင်ပွားသင်တန်းတွေကိုပြုလုပ်နိုင်တာပဲဖြစ်တယ်လို့ဆိုပါရစေ။သင်တန်းကာလအတွင်းမှာတော့နှိပညာနဲ့လမ်းမဆက်သွယ်ရေးအခက်အခဲတွေရှိခဲ့ပေမဲ့အောင်မြင်စွာပြုလုပ်နိုင်ခဲ့ပါတယ်ရှင်။ပထမမြို့နယ်မှာရှိတဲ့ဂျမ်ဖတ်စစ်တပ်ရဲ့666ပိုင်ကုန်းကိုအရခတပ်တော် AA သိမ်းပိုက်ရရှိခဲ့တဲ့တရင်ကိုဆက်လက်တင်ဆက်ပေးပါမယ်ရှင်။ပဲခူးတိုင်းပထမမြို့နယ် ပကံကွေကန်းကံကွယ်ကြေးရွာတောင်ဘက်6ကီလိုမီတာအကွာအဝေးမှာရှိတဲ့အကြက်ဖက်စစ်တပ်ရဲ့666.0ကိုတိုက်ခိုက်သိမ်းပိုက်ရရှိခဲ့တယ်လို့အရခတ်တပ်တော်အေအေကအောက်တိုဘာလ15ရက်ရက်စွဲနဲ့ထုတ်ပြန်ပါတယ်။အကြက်ဖက်စစ်တပ်ရဲ့666.0ကို အောက်တိုဘာ14ရက်မနက်9:05မိနစ်မှာ စတင်ထိုးစစ်ဆင်တိုက်ခိုက်ပြီးတော့3နာရီခန့်သုံးဖက်သုံးတံမှထိုးစစ်စင်တိုက်ခိုက်မှုအပြီးမှာတိမ့်ပတ်ရရှိခဲ့တာဖြစ်တယ်လို့အေအေကအတိပေးထားပါဗျ။ ။တင်ပတ်ရရှိခဲ့တဲ့ point ကုန်းနဲ့ပတ်ဝန်းကျင်မှာတိုက်ပွဲဖြစ်ပွားနေတာကာလအတန်ကြာနေပေမဲ့လည်းအော်တိုဘာလ14ရက်မနက်မှစကန်းသိန်းတိုက်ပွဲစတင်ခဲ့တာလို့သိရပါဗျာ။ point 666စကန်းတစ်ခုလုံးအားတင်ပတ်ရယူခဲ့စဉ်တွင်ရန်သူအလောင်းတချို့လက်နက်ခဲယမ်းနှင့်စစ်အုံဆောင်ပစ္စည်းတချို့ကိုသိမ်းဆီးရရှိခဲ့ပါသည်။ထို့စစ်အတွင်းတိုက်ရင်ခိုက်ရင်ကောင်းမွန်သောအာရခစစ်တီတော်များနှင့်အတူပေးဆက်ဆွလွန်ခဲ့ရသောအာရခစစ်တီတော်များအား လေးနက်စွာမှတ်တမ်းတင်ဂုံပြူအပ်ပါတယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။အာရခပဲခူးတိုင်းအဆက်အာရခမကွေးတိုင်းအဆက်အာရခ ARE တိုင်းအဆက်တွေမှာအကြမ်းဖက်စစ်တပ်ရဲ့ထိုးစစ်တွေကိုအာရခတပ်တော်ရဲ့အကောင်းဆုံးခံစစ်တွေနဲ့အတူတံပြန်ထိုးစစ်တွေနဲ့ဟန်ချက်ညီဆင်နွှဲနေတယ်လို့လည်းအသိပေးထားပါတယ်။ အာရခပြည်စစ်တွေမျိုးအနီးမှာလဲလက်နက်ကြီး drone တွေနဲ့အပြန်အလှန်တိုက်ခိုက်မှုတွေရခုရပိုင်းအတွင်းမှာပုံပုံများပြလာခဲ့တယ်လို့လည်းသိရပါဗျ။နေရီကန်ဗျူဟာကုန်းကိုအပီးသက်သိမ့်ပိုက်ရယူနိုင်ရေးအတွက်လက်ကျန်နေရာတချို့ကိုထိုးစစ်ဆင်တိုက်ခိုက်နေတယ်ဆိုတာနဲ့ဂစင်ကလျားထွက်ပြေးနေတဲ့အကြမ်းဖက်စစ်တပ်နဲ့လည်းနေရာတချို့မှာတိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေရလို့ဆိုပါရယ်။ ဒါအပြင်နနက်ချအလင်းဝင်ရောက်လာသူတွေကိုလည်းစစ်သုံးဖက်ဥပဒေနဲ့အညီကောင်းမွန်စွာပြုစုစောင့်ရှောက်ပေးထားတယ်လို့လည်းအသိပေးထုတ်ပြန်ထားပါတယ်။ ARR တိုင်းရေကြီးမြို့နယ်ဆက်ဆက်ရိုကြီးရွာနီးမှာလဲအော်တိုဘားလ15ရက်မွန်လွယ်3:55မိနစ်မှာထိတွေ့တိုက်ပွဲတချို့ဖြစ်ပွားခဲ့တယ်လို့လဲ AA ကထုတ်ပြန်ထားပါဗျ။အာရခတပ်တော် AA နဲ့အကြမ်းဖက်စစ်တပ်တို့အကြားနှစ်ဖက်ရင်ဆိုင်ထားတဲ့နေရာတွေမှာ တိုက်ပွဲတွေနေ့တိုင်းနေ့ပါပြင်းထန်စွာဖြစ်ပွားနေရလို့လည်းအေအေရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်ရှင်။မင်းကုန်းမြို့ပေါ်မှာပြည်သူတွေကိုဖမ်းဆီးစစ်ဆေးနေတဲ့အကြမ်းဖက်စစ်ကြောင်းကိုတိုက်ခိုက်မှုရန်သူဗိုလ်ကြီးတဦးအပါအဝင်၅ဦးသေဆုံးခဲ့တဲ့တဲ့ရင်ကိုဆက်လက်တင်ဆက်ပေးပါမယ်ရှင်။စကိုင်းတိုင်းမင်းကုန်းမြို့ပေါတော့ကြေးရွာမင်းကွန်လမ်းမော်ပြည်သူတွေကိုဖမ်းဆီးစစ်ဆေးနေတဲ့အကြမ်းဖက်စစ်ကြောင်းကိုတိုက်ခိုက်ခဲ့ရာ ဗိုလ်ကြီးအစ်စ်တအူးအပါဝင်ရန်သူတပ်သား5ဦးသေဆုံးခဲ့တယ်လို့ယူနီကွန်းပျောက်ကြားတပ်ဖွဲ့ကဒီကနေ့မှထုတ်ပြန်ပါတယ်။အင်အား20ခန့်မှာရန်သူရဲ့ခြေချင်းစစ်ကျင်စစ်ကြောင်းကို အောက်တိုဘာ23ရက်မှာကင်းပောင်းဝက်စောင့်ကြိုတိုက်ခိုက်ခဲ့တာပါ။အဲဒီတိုက်ခိုက်မှုမှာအကြမ်းဖက်စစ်တပ်ခလာရ116မှဗိုလ်ကြီးမင်းထွန်းစိုးနဲ့တပ်သား9ဦးမျက်မြင်သေးဆုံးပြီး15ဦးခန့်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဆိုပါရယ် အထင်နာခဲ့တဲ့အကြမ်းဖက်စစ်ကြောင်းကပြည်သူတွေထံမှကားဆိုင်ကယ်များကို အတင်းလူယူကထွက်ပြေးသွားတယ်လို့ပြောပါရတယ်။တိုက်ပွဲမှာအကြမ်းဖက်စစ်ကြောင်းရဲ့ MA1 နှစ်လက်၊ MA3 သုံးလက်၊ MA5 တစ်လက်၊၆လုံးပြူတစ်လက်၊အီနာဂါတစ်လုံး၊ Icon တစ်ခုလိုကိုတင်းစီရမိခဲ့ပါရတယ်။ဒါ့အပြင်တိုက်ပွဲမှာ Unicorn ပျောက်ကြားတပ်ဖွဲ့မှရဲဘော်တအူမြင့်မြတ်စွာကြာဆုံးခဲ့ရပြီးပြည်သူတွေအနေနဲ့အကြမ်းဖက်စစ်သားတွေနဲ့အတက်နိုင်ဆုံးဝေးဝေးနေကြရန်အတွက်လဲတိုက်တွန်းထားပါရရှင်။ ခုနောက်ဆုံးအနေနဲ့မြန်မာနိုင်ငံတော်ဝန်ကလူမျိုးပေါင်းစုံဘာသာပေါင်းစုံပါဝင်တဲ့ဆေးရနာရှင်မြစ်ဖြတ်ချေမုံရေးလူမှုဆန္ဒပြပွဲသတင်းတွေကိုစူးစီးတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ရှင်။ရှင်မပေမြို့နယ်မှာနောက်ပြမလဲကြီးတီတော်လိုင်းရဲ့တပိတ်စစ်ကြောင်းကအတူရောင်ရွေးကောက်ပွဲဆန့်ကျင်ရေးနဲ့အကြမ်းဖက်ဆက်တက်ကြဆုံရေးဆန္ဒပြတပိတ်ကိုပြုလုပ်ခဲ့ကြပါတယ်။ဆန္ဒပြတော်လိုင်းပြည်သူတွေကနောက်ပြမလဲကြီးတီတော်လိုင်းရဲ့တပိတ်စစ်ကြောင်းဆိုတဲ့စာသားကိုကန်ဆွဲပြီးတော့အကြမ်းဖက်ဆက်တက်ကြဆုံရေးဟစ်ကြွေးမှုတွေပြုလုပ်ခဲ့ကြတာပါ။ ဆန္ဒပြဒေါ်လန်ပြည်သူတွေကနေမြင်မငြိမ်သက်မှုကြားတဲ့ကနေပဲအကြမ်းဖက်ဆက်တက်ကြဆုံရေးဆန္ဒပြတပိတ်ကိုနေ့စဉ်ပြုလုပ်နေကြပါတယ်ရှင်ပြည်သူလူထုပေါင်းတဘာဝပေးလူလုပ်ပေးဆိုတဲ့ဘေးနဲ့တွေကနေကိဝင်နိုင်ကြပါစေရှင်ဂျေဆုတင်ပါတယ်ရှင်